င်းရဲ့ကျဉ်ဉဏ်ဌာနပြောဆိုခြင်းရဲ့နောက်ဆုံးတစ်မျိုးကြတော့အကျိုးမရှိတဲ့ဇကားကို ပြောဆိုခြင်းနဲ့ပြောကြည့်ပါအကျိုးမရှိတဲ့ဇကားကိုပြောဆိုခြင်းအေးသူတစ်ပါးရဲ့ဘဝသူတစ်ပါးရဲ့မကောင်းကြောင်းအဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ဟိုပြောဒီပြောအတင်းဖြင်းလက်ပတ်ပြီးတော့ပြောအဲ့ဒါမျိုးတွေပြောရင်အဲ့ဒီပုံကိုယ်တည်နှုတ်နဲ့အာကုသို့လောက်တာတဲ့ဘာနဲ့အာကုသို့လောက်တာ အေးအဲ့ဒါကြောင့်နှုတ်ဝစီနဲ့လှုပ်တဲ့အကုသိုလ်ကဘယ်နှမျိုး၄မျိုးရှိတယ်လိညာပြောဆိုခြင်းရယ်ဉာဏ်တိုက်ပေးခြင်းရယ်ဉာဏ်ဉာဏ်ထာဏပြောဆိုခြင်းရယ်အကျိုးမရှိတဲ့ဇကားကိုပြောဆိုခြင်းရယ်အဲ့ဒီလုပ်ငန်းတွေကိုလှုပ်နေရင်အဲ့ဒီပုဂ္ဂိုလ်ဒီစုံနေမှာလားဆံသွားမှာလားစုံနေမှာပဲအစုံကြီးတဲ့ပဲသွားလိမ့်မယ်နေသည်ထက်နေနဲ့ဘဝတွေရောက်မယ် ဒီဘဝကောင်းနေရင်အဲ့ဒီလုပ်ငန်းတွေလုပ်ရင်နိုင်မယ်အောက်တန်းကြမယ်မကောင်းတဲ့ဘုံဌာနတွေရောက်မယ်လူပြန်ဖြစ်အောင်တော့တို့သူတော်စင်များမပြည့်မစုံစင်စင်ရဲရဲခန္ဓာကိုယ်မပြည့်မစုံတဲ့ဘဝမျိုးတွေမရောက်နိုင်ဘူးလားရောက်နိုင်တယ်အဲ့ဒါကြောင့်မို့တို့သူတော်စင်များလောကမှာနေတဲ့ခိုက်တံကာယကံအကုသို့လည်းမလုံနဲ့ဝစီကံအကုသို့လည်းမလုံနဲ့နောက်တစ်ခုကကြတော့မနောကံနဲ့လုတ်တဲ့အကုသို့တဲ့ဘာကံနဲ့ မနောကံနဲ့လှုပ်တာမင်းတဲ့ action မိုင်းနေပေါ့နော်မနောကံနဲ့လှုပ်တဲ့အကုသိုလ်က၃မျိုးရှိတယ်အဲ့ဒါဘာတွေလဲပြောတော့သူတော်ဘာပစ္စည်းကို အချောင်ရအောင်ကျင်စီခြင်းတဲ့ပြောကြည့်ပါသူတော်ဘာပစ္စည်းကိုအချောင်ရအောင်ကျင်စီခြင်းတကယ်ထလှုပ်တာတော့မဟုတ်သေးဘူးသူ့ဘာသာသူ ထိုင်ရင်းနဲ့ဘာလှုပ်တာကျင်စီနေတာဘယ်လိုရအောင် လုပ်မလဲဘယ်လိုရအောင်လုပ်လိုက်ရင် သူ့ပစ္စည်းတော့ဘယ်လိုလုပ်လိုက်ရင်တော့ထွက်လာမှာ အဲ့ဒါမျိုးသူတော်ဘာပစ္စည်းကို အချောင်ရအောင် ကြံရင်စိတ်နဲ့အကုသိုလ်လုပ်နေတာတဲ့။ဘာနဲ့လုပ်နေတာ?စိတ်နဲ့အကုသိုလ်လုပ်နေတာ။နောက်နံပါတ်2ကသူတော်ဘာဘဝကိုဖြက်လို့ဖြက်စီးကြံစီခြင်းတဲ့ပြောကြည့်ပါဦး။သူတော်ဘာဘဝကိုဖြက်လို့ဖြက်စီးကြံစီခြင်း။အေးဘယ်လိုများကြောက်တွန်းရမလဲ။ဘယ်လိုများဒုက္ခပေးရမလဲ။ဘယ်လိုလှုပ်လိုက်ရင်သူတို့စီးပွားပြတ်မလဲ။အဲ့ဒါတွေကို ထိုင်ပြီးတော့ ကျင်နေရင်အဲ့ဒီပုဂ္ဂိုလ်ဒီဘာနဲ့အကုသိုလ်လုပ်နေတာမနောကံစိတ်နဲ့အကုသိုလ်လုပ်နေတာတဲ့ဘယ်နှချက်ရနှစ်ချက်ရသူတို့ဘာပစ္စည်းကိုအချောင်ရအောင်ကျင်စီခြင်းရဲ့သူတို့ဘာဘဝကိုဖြစ်လို့ပျက်စီးဖြစ်အောင်ကျင်စီခြင်းရဲ့နောက်နံပါတ်3ကျတော့အမြင်အယူ လွဲမှားခြင်းတဲ့ပြောကြည့်ပါ အမြင်အယူ လွဲမှားခြင်းဘယ်လိုတွေလွဲကုန်တယ်လဲပြောတော့ ကောင်းတာလုပ်လေကောင်းကျိုးဆိုတာမရှိဘူးမကောင်းတာလုပ်လေမကောင်းကျိုးပေးတယ်ဆိုတာမရှိဘူးကောင်းတာဆိုးတယ်ဆိုတာလောကမှာမရှိဘူးတန်တရာလေတယ်ဆိုတာမရှိဘူးရှိဘဝနောက်ဘဝဆိုတာမရှိဘူးအဲ့ဒါမျိုးတွေအလွဲလွဲအချော်ချော်စိတ်ထဲမှာ ဖြစ်ကုန်ရင် တို့သူတော်စင်များအဲ့ဒီပုဂ္ဂိုလ်တွေအကုသိုလ်တွေမများဘူးလားများတယ်အဲ့ဒါကြောင့်မို့ကာယကံနဲ့လုပ်တဲ့အကုသိုလ်က၃မျိုး ဝစီကံနဲ့လုတ်တဲ့အကုသိုလ်က၄မျိုးမနောကံနဲ့လုတ်တဲ့အကုသိုလ်က၃မျိုးပေါင်းလိုက်ရင်ဘယ်လောက်လဲ၁၀မျိုးတဲ့အဲ့ဒီ၁၀မျိုးသော အကုသိုလ်တွေကိုလုတ်နေခြင်းသည်အဲ့ဒီပုဂ္ဂိုလ်သည်စုံရာစုံချောင်းတွေကိုလုတ်နေတာတဲ့ဘာတွေကိုလုတ်နေတာစုံရာစုံချောင်းတွေကိုလုတ်နေတာဘယ်မှာစုံချောင်းလဲပြောတော့တန်တရာမှာစုံရာစုံချောင်း တဖြည်းဖြည်းနဲ့စုံဆင်းသွားပြီးတော့အပေထိရောက်သွားတာတွေမရှိဘူးလားအေးအပေထိရောက်သွားဥပမာအဖြင့်ကြည်ရင်ဒုသူတော်စင်များလွယ်လွယ်ကူကူကြည်ရင်ဒေဝရတ်တို့ကြည်ကြည်ပေါ့ဒေဝရတ်သည်လူဖြစ်ခွင့်လည်းရနောက်နန်းတွင်ထဲမှာမွေးဖွားတော့မင်းသားလည်းပဲဖြစ်နောက်ပိုင်းမှာသာသနာပေါင်ရောက်လာတော့ယဟန်အဖြစ်လည်းသူရအဲ့ဒီကနေနောက်ပိုင်းပြောင်းသွားပြီးတော့ ဘုရားရှင်ကိုတော်မြတ်ရဲ့ယံသူအဖြစ်ကိုပြောင်းသွားတာမရှိဘူးလားအဲ့လိုဆိုသူ့ဘဝသွားကြည့်ရင်အစုံသွားပြီးတော့သူလုတ်တယ်အဲ့ဒီလိုလုပ်ငန်းတွေကိုလုတ်တဲ့အတွက်ကြောင့်မို့အကုန်ဆုံးရှုံးသွားတယ်အခုဒီဘဝကသေတော်လည်းပဲတို့သူတော်စင်များကောင်းကောင်းသေရဲ့လားမသေးအောင်ဘလို့ဖြစ်သွားလဲညီမျိုးပြီးတော့သေရတဲ့အစဉ်မျိုးဖြစ်သွားအဲ့ဒါမျိုးမျိုးပြီးတော့အောက်နော်ငရဲတီမရောက်ဘူးလား အေးအောက်ငရဲကိုရောက်ရတယ်အဝီစီငရဲကိုရောက်သွားတာမရှိဘူးလားအဲ့ဒါမျိုးအဝီစီငရဲကိုရောက်သွားရတယ်ဆိုကဲလူဘဝလည်းဆုံးရှုံးသွားတယ်သူရထားတဲ့မူရင်းအခွင့်ရေးဖြစ်တဲ့မင်းသားတစ်ပါးရဲ့ဘဝမျိုးလည်းမဆုံးရှုံးဘူးလားဆုံးရှုံးတယ်ယဟန်ဝိပေမဲ့နော်အဲ့ဒီယဟန်ဘဝနဲ့တင်တို့သူတော်စင်များမြေမျိုးရတယ်မြေမျိုးခံရတယ်ဆိုတော့သူ့ဘဝသည်အဲ့ဒါသည်အစုံလားအဆန့်လားဆုံးဆင်းသွားတာအဲ့ဒါအောက်ဆုံးထိရောက်သွားတယ် သူလုတ်လို့သူရောက်သွားတာကိုလုတ်လေကိုလည်းပဲမရောက်နိုင်ဘူးလားရောက်သွားနိုင်တယ်အဲ့ဒါကြောင့်မို့တို့သူတော်စင်မယားတက်စွန်းသမယလောကမှာနေရင်အစုံလန်းကိုမလိုက်ပါနဲ့ဘယ်လန်းကိုမလိုက်နဲ့အစုံလန်းကိုမလိုက်နဲ့အစုံလန်းလိုက်တယ်ဆိုတာကာမဂုံအာယုန်တွေကိုလိုက်စားခြင်းရဲ့နောက်နံပါတ်2ကအကုသိုလ်တွေကိုလွန်ကျူးခြင်းရဲ့ဘယ်နှမျိုးလဲနှစ်မျိုး အဲ့ဒီနှစ်မျိုးလုံနေသမျှအဲ့ဒီပုဂ္ဂိုလ်တန်တရာလွတ်ပါမလားမလွတ်ဘူးဆိုတော့တို့သူတော်စင်များကောင်းကောင်းနားလေရတရားတို့တရားမြတ်ရတာမရတာက တကံနာတရားသဘောကိုတော့သိထားဖို့လိုသလားမလိုလားလိုတယ်အဲ့ဒါကအစုံသမားစုံရခြင်းရဲ့အကြောင်းတရားနှစ်ပါးနောက်ရဲ့အကြောင်းသုံးပါးရှိတယ်တဲ့ဘာရဲ့အကြောင်းလဲဆံခြင်းရဲ့အကြောင်း သန္တရာကိုဆံတက်တာတဖြည်းဖြည်းနဲ့လွတ်မြောက်အောင်ယုံသွားတာအဲ့ဒါကလည်းပဲလမ်းစဉ်၃ရက်ရှိတယ်တဲ့တို့သူတို့စင်မြတ်အဲ့ဒီလမ်းစဉ်၃ရက်ဆိုတာလည်းအထွေထူးမဟုတ်ဘူးအများသိပြီးသားလမ်းစဉ်တွေကိုဖရာက နော်ဟောပေးထားတာအဲ့ဒါဘာလဲပြောတော့သန္တရာကိုဆံတက်ခြင်းနဲ့ဆိုရင်တဲ့ဘာတွေလောက်ရမလဲပြောတော့ကာယကံတန်ရှင်းရေးလောက်ရမယ်ဘာတန်ရှင်းရေး ကာယကံတန့်ရှင်းနေရကာယကံမတန့်ရှင်းသမျှအဲ့ဒီပုဂ္ဂိုလ်သည်တန္တရာအစုံဘဝကလွတ်ပါမလားမလွတ်နိုင်အဲ့ဒါကြောင့်ကာယကံတန့်ရှင်းရေးလုပ်ရမယ်ကာယကံတန့်ရှင်းအောင်လုပ်တယ်ဆိုတာခုနပြောတဲ့သုံးပါးကိုပဲတက်ဖြက်နှိမ့်ဆက်ညှင်းဆဲမှုတွေမဖြစ်အောင်တက်နေသမျှထိမ့်သိမ်းရမယ်ပြောကြည့်ပါဦးတက်ဖြက်နှိမ့်ဆက်ညှင်းဆဲမှုတွေမဖြစ်အောင်တက်နေသမျှထိမ့်သိမ်းရမယ် ထိမ့်သိမ့်တဲ့နေရာမှာလည်းပဲခုတော်တော်များများဒုသူတော်စင်များတာမန်ပုဂ္ဂိုလ်မှာကြည်လိုက်လို့ရှင်ကဲလူတယောက်တတ်ဖို့ဆိုတာမခဲရင်ဘူးလားခဲရင်နေဒုသူတော်စင်များမူရင်းစိတ်ကသာနုညံ့နေတဲ့ လူတယောက်ဆိုရင်လူတယောက်ကိုတတ်ပြလိုက်ဖို့ဆိုတာတော်တော်ခဲရင်နေနော်ကဲရော့မင်းဓာကင်ဓာယူထားသူ့ကိုလက်ဘင်းကိုလှီးပြီးတော့မင်းဖြတ်ကြည့်ပါဟာမင်းခြေောက်တွေကို ဖြတ်မင်းလက်တွေကို ဖြတ် မင်းဒီပုဂ္ဂိုလ်ဒီမင်းတို့အတွက်ဘာကောင်းကျိုးမှမပေးဘူးလို့ပြောတောင်းမှဒုသူတော်စင်များစိတ်သက်နုညံ့နေတဲ့ပုဂ္ဂိုလ်လှုပ်ရဲပါမလားမလှုပ်ရဲဘူးဒါပေမဲ့အဲ့ဒီစိတ်သက်မျိုးမွေးမထားတဲ့ပုဂ္ဂိုလ်နဗီးကရောပတ်ဝန်းကျင်ကရောဟာဒါမျိုးတွေကတော့တက်ပြစ်တဲ့ဒါမျိုးတွေကတော့မင်းလှုပ်ရမှာပဲငယ်စဉ်ကစအဲ့ဒီကလေးတွေကိုဒီလုပ်ငန်းစဉ်တွေနဲ့ကျွမ်းကျင်နေအောင်တက်ရဲဖြဲရဲအောင်ဒုတ်တွေဓာတ်တွေကင်ခိုင်းမယ်တနတ်တွေပြစ်ခိုင်းထားမယ် ေးသွေးတန်ရဲရဲသတော်ဝါတွေကိုတက်ခိုင်းထားမယ်အေးအဲ့ဒါမျိုးကျဉ်ဉဏ်ထန်ထန်ရဲရဲဆက်ဆက်အလေးကျင့်တွေကိုလေးကျင့်ပေးထားရင်တော့အဲ့ဒီကလေးတွေဒီဒီလုပ်ငန်းတွေကိုလှုပ်လာရင်အသက်ကြီးလာရင်လည်းတက်ပြက်နှိမ့်ဆက်တွေမဖြစ်တတ်ဘူးလားဖြစ်တတ်တယ်အေးအဲ့ဒါကြောင့်မို့တို့သူတော်စင်များဘာပဲပြောပြောလောကလူဘဝရနေတဲ့ခိုက်တံဘာသတော်ဝါကိုမှမတတ်နဲ့လူကိုလည်းမတတ်နဲ့တရိษံကိုလည်းမတတ်နဲ့ပြောကြည့်ပါ လူကိုလည်းမတတ်နဲ့တရိษံကိုလည်းမတတ်နဲ့အဲ့ဒီတရိษံကလည်းပဲတို့သူတော်စင်များအခုတို့တက်ရဲနေတာရှင်တို့ဇဘိုးတို့ပွက်စိတ်တို့ဆိုတက်ရဲသလားမတက်ရဲဘူးလားတော်တော်များများတက်ရဲတယ်ဟုတ်တယ်မို့လားအလွဲတကူဖြစ်နေတော့ဗျံငနဲ့ချလိုက်တာနဲ့ဒါအကောင်တကောင်ဟာသေဆုံးသွားတယ်အဲ့ဒီတက်ရဲတဲ့အဆင့်ကိုထက်ခါထက်ခါတော့မလုံသိမ့်ဘူးထက်ခါထက်ခါလုံရင်အဲ့ဒီကြီးအဲ့ဒီတဲ့ကြီးတဲ့အကောင်ကို သက်ရဲတဲ့တတ္တိဝင်လာမယ်။အဲဒီကနေမှနောက်ပိုင်းမှာဒုသရောစင်များတရိစ္ဆာန်ကြီးကြီးမားမားကြီးတွေကိုသွေးတန်ရဲရဲနဲ့ပါသက်ရဲပြီဆိုရင်အဲဒီပုဂ္ဂိုလ်ရဲ့စိတ်တွေတဖြည်းဖြည်းနဲ့ရိုင်းရိုင်းသွားပြီ